အာဆင်နယ်အသင်းဟာစင်ကြောတဲ့နောက်ခံလူလိုဝက်စကဲလီကိုစာချုပ်တဲ့ချုပ်ဆိုဖို့သဘောတူညီမှုရခဲ့ပြီလို့သိရပါဗျ။ဘယ်နောက်ခံလူစကဲလီရဲ့လက်ရှိစာချုပ်ဟာ2026ခုနှစ်မှာတက်တန်းကုန်ဆုံးပြီးပြီးခဲ့တဲ့လရီကလေးကအာဆင်နယ်အသင်းနဲ့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဆက်ရှိနှစ်ရွယ်စကဲလီဟာအာဆင်နယ်အသင်းမှာပဲသူ့ရဲ့အနာဂတ်ကိုဆက်ရှိနေဖို့အဆုံးဖြတ်ပြီးစာချုပ်တဲ့ချုပ်ဆိုဖို့သဘောတူခဲ့တာပါ။စကဲလီအနေနဲ့2024ခုနှစ်စက်တဘာလ မန်စီးတီးနဲ့ပွဲဟာအသင်းကြီးနဲ့ပွဲဥထွက်ခဲ့တာဖြစ်ပါတယ်။သူဟာအာဆင်နယ်အကယ်ဒမီမှာကွင်းလယ်လူတဦးအဖြစ်ကစားခဲ့ပေမဲ့အသင်းကြီးမှာတော့ဘယ်နောက်ခံလူအဖြစ်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီကအသင်းအတွက်ပြိုင်ပွဲဆောင်39ပွဲကစားခဲ့ပြီးအဓိကနောက်ခံလူတဦးဖြစ်လာခဲ့ပါတယ်။မလနိုင်ငံတကာရဲတပ်ဘက်မှာအင်္ဂလန်လူရေးစင်အသင်းအတွက်ရွေးချယ်ခံရပြီးပွဲဥထွက်အယ်ဘေးနီးယားကိုနှစ်ဂိုးပြတ်နဲ့အနိုင်ရတဲ့ပွဲမှာဂိုးသွင်းခဲ့ပြီးအင်္ဂလန်အသင်းသမိုင်းတလျှောက် ွဲဥရမှာဂိုးသွင်းတဲ့အသက်ငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။သူဟာအခုတစ်ပတ်အစောပိုင်းကထုတ်ပြန်တဲ့ PFA လူငယ်အကောင်းဆုံးဆုအတွက်လဲစကားတင်စည်ရင်းဝင်ထားပါတယ်။